Alumni mengelakkannya. Virus kemudian maju tuwari, jenuh menaik ma. ဒီနေ့သင်ခန်းစာလေးမှာကျွန်တော်သင်ကြားပေးစင်တာလေးက Microsoft Word မှာအရင်ကိုအသုံးဝင်တဲ့ break ကိုဘယ်လိုမျိုးစနစ်တကျနဲ့အသုံးပြုရမလဲဆိုတာသင်ကြားပေးစင်တာဖြစ်ပါတယ်။ယခုသင်ခန်းစာလေးကကျွန်တော်ရဲ့ Microsoft Word Special Online Course လေးမှာသင်ကြားရတဲ့သင်ခန်းစာလေးတွေကတစ်ခုလည်းပဲဖြစ်ပါတယ်။ကျွန်တော် Microsoft Word ကိုအသုံးပြုပြီးတော့မှအလုပ်တွေလုပ်တဲ့အခါမျိုးမှာ break အသုံးပြုပုံလေးကိုလည်းမဖြစ်မနေနဲ့သိထားသဖို့လိုအပ်ပါတယ်။ဒါကြောင့်မလို့ယခုသင်ခန်းစာလေးမှာ break ကိုဘယ်လိုမျိုးစနစ်တကျနဲ့အသုံးပြုရမလဲဆိုတာကိုကျွန်တော်ဥပမာလေးနဲ့တကွရှင်းပြပေးသွားပါမယ်။ ပထမဆုံးအနေနဲ့ကျွန်တော် Microsoft ကိုဖွင့်လိုက်ပြီးတော့မှကျွန်တော် break ကိုအသုံးပြုဖို့အတွက် break ပိုင်းလိုက်တဲ့အခါမှာပြန်ကျွန်တော်က session လေးတွေအမျိုးမျိုး꿰သွားတယ်ပေါ့နော်အဲ့ဒီ session လေးတွေ꿰သွားတာကိုကျွန်တော်တို့တွေလည်းကိုကူလေးသိနိုင်ဖို့အတွက်ဆိုရင်ပထမဆုံးအစင့်တဲ့အနေနဲ့ကကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်ဒီ Microsoft ရဲ့ပေါ့နော်ဒီလိုမျိုးအောက်ခြေထဲမှာကျွန်တော်က startup ဘာသာလေးရှိတယ်ပေါ့နော်ဒီဘက်ညာဘက် channel လေးမှာတော့သူကဒီမှာ zoom in zoom out လုပ်လို့ရတဲ့နေရာလေးတွေရှိသလိုမျိုးပဲသူရဲ့ဒီဘက်ကကျွန်တော်တို့ဘယ်ဘက် channel လေးမှာဆိုရင်ကြတော့သူက startup ဘာလို့ခေါ်တဲ့ဒီနေရာလေးရှိပါတယ်ဒီနေရာမှာဆိုရင်ကိုယ့်ရဲ့စာရွက်စုစုပေါင်းဘယ်နဲ့ညံ့လာရှိလဲဆိုတာကိုဒီအောက်လေးမှာ page နေရာမှာတွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ပြီးတော့ကိုရိုက်လိုက်တဲ့စလုံးအရေအတွက် what အရေအတွက်ဘယ်နှလုံးရှိလဲဆိုတာကိုလည်းဒီအောက်ကစလုံးအရေအတွက်မှာတွားပြီးကြည့်လို့ရပါတယ်ဒီ status ဘာလေးမှာကျွန်တော်တို့က generate session ဘယ်နှခုရှိသွားပြီလဲဆိုတာကိုလည်းကိုကိုသိနိုင်ဖို့အတွက် session ကိုဒီအောက်မှာကျွန်တော်တို့ကမြင်နေရမယ်ဆိုရင်ပို့ပြီးတော့မှအသိပေးပါတယ် အဲ့ခါမှကျွန်တော်က Microsoft Word တော်တော်များများမှတို့ဒီအောက်မှာ session ကတော့မပါတက်ဘူးပေါ့နော်အဲ့ session လေးကိုကျွန်တော်တို့ကမြင်ရသိဖို့အတွက်ဆိုရင်ဘာလုပ်ပေးလို့ရလဲဆိုတော့ပြန်လည်ပြီးတော့ကျွန်တော်ထည့်ပေးရမှာဖြစ်တယ်ထည့်ပေးဖို့အတွက်ကျွန်တော်တို့ရဲ့ဒီအောက်မှာရှိနေတဲ့ဒီနေရာလေးပေါ့နော် standard bar ရဲ့ကိုကြိုက်တဲ့နေရာလေးမှာ mouse ကနေပြီးတော့မှ right clicker ညာဘက်ကလေးတစ်ချမ်းနှိပ်လိုက်ပါ တက်တဲ့ခါလေးမှာသူကဒီမှာ customize step ပါဆိုပြီးတော့မှာ step တက်ပါဆိုပြီးတော့မှာပေါ်လာတယ်ပေါ့နော်အဲ့ခါလေးမှာကျွန်တော်က session ကိုလိုချင်တာမလို့ဒီအောက်လေးမှာဒီမှာ session ဆိုတာရှိတယ်ပေါ့နော်ဒီကောင်လေးမှာ image ကလေးမဖြစ်နေလို့အောက်မှာမပေါ်တာဖြစ်တယ်အဲ့တော့ကျွန်တော်ကဒီ session လေးမှာတစ်ချက်လေး click နှိပ်ပြလိုက်ပါနှိပ်လိုက်တာနဲ့သူကဒီမှာ image ကလေးဖြစ်သွားပါပြီဒါဆိုရင်တော့ရပါပြီအဲ့ခါမှာကျွန်တော်ဒီ server ရဲ့လွတ်တဲ့နေရာမှာပြန်ထောက်လိုက်တဲ့ခါမှာအဲ့ box လေးကပြန်ပြီးတော့ပျောက်သွားပါလိမ့်မယ် ပြောက်သွားတဲ့ခါလေးမှာဆိုရင်ကျွန်တော်ဒီအောက်လေးမှာသွားပြီးတော့မှကြည့်လိုက်တဲ့ခါမှာဆိုရင်ဒီမှာ session 1ဆိုပြီးတော့မှပေါ်လာတာကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်ကျွန်တော် break တွေတုံးလိုက်တာနဲ့အမြ break တွေပိုင်းလိုက်ပြီးဆိုတာနဲ့ session break ကိုတုံးလိုက်လို့ session တွေပိုင်းသွားပြီးဆိုရင်သူကကိုပိုင်းသွားတဲ့ session ဘယ်နှခုရှိသွားပြီလဲဆိုတာကိုဒီအောက်လေးကနေရာမှာသွားပြီးတော့မှကြည့်လို့ရဖို့အတွက်ကျွန်တော်ကထည့်လိုက်တာဖြစ်တယ်ပေါ့ဟုတ်ပြီဒါနံပါတ်1အနေနဲ့ပေါ့နော်ပြီးတော့ကျွန်တော် break ကိုတုံးပြဖို့အတွက်ဆိုရင်အရင်ဆုံးကျွန်တော်ဒါဒီက page number 1ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ page 1ဆိုပြီးတော့မှရေးလိုက်မယ်ပေါ့နော်ဒါဆက်မျက်နှာတက်ပါ ပြသပြီးဆိုရင်ကျွန်တော်ဆက်မနက်တက်အောင်မစားရည်ရေးခြင်းနဲ့ပေါ့နော်အဲ့တော့ကျွန်တော်အန်တာခောက်လိုက်တယ်ပြစားရည်ရေးဖို့အတွက်ကကျွန်တော်အချိန်ကြာသွားမှဆိုတဲ့အတွက်ကျွန်တော် Microsoft Word မှာ random service ကိုယူလို့ရတယ်ပေါ့နော်ကျွန်တော်တွေဒီဟာ function လေးတခုပါတယ် feature လေးတခုပါပါတယ်အဲ့လေးကိုရေးဖို့အတွက်ကကျွန်တော်ဘာလုပ်ရလဲဆိုတော့ညီမချင်း R A N T ဆိုပြီးတော့မှရိုက်ပြီးတော့မှထည့်လိုက်ပါ random ရဲ့အတူကောက်ပဲဖြစ်ပါတယ်ပြီးတာနဲ့နောက်ဆုံးလေးမှာကျွန်တော်တွေ ქვენ စာနဲ့ ქვენ ပိတ်လေးကိုထည့်ပေးလိုက်မှဖြစ်ပါတယ် ပြင်းကာစာလေးကအဒီကွန်ပက်ရဲ့နောက်ဆုံးလေးမှာရှိနေရပါမယ်။ရှိနေတဲ့အခါရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ keyboard ကနေပြီးတော့မှ enter ခလုတ်လေးပေါ့နော်။ enter လေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါ။နှိပ်လိုက်တာနဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ runner server လေးတွေဒီမှာကြာလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကျွန်တော်ရိုက်ထည့်လိုက်တာမျိုးပဲနဲ့ကျွန်တော် Microsoft Word ကနေပြီးတော့မှအသင်တောင်းလိုက်တာဖြစ်တယ်ပေါ့နော်။ဟုတ်ပြီဒါကျွန်တော် page 1မှာဒီစာတွေရိုက်လိုက်တဲ့ပဲထားပါတော့ပေါ့နော်ဟုတ်ပြီပြီးသွားပြီဆိုရင်ကျွန်တော်ကဒီ page 1ပြီးသွားရင်ဒီစာတွေအားလုံးရိုက်ပြီးသွားတဲ့ခါမှာနောက်ထပ်စာမျက်နှာ page 2ကိုသွားကြပါမယ် အဲ့လိုမျိုးသွားဖို့အတွက်ကျွန်တော်ဒီအောက်မှာသွားပြီးတော့ကြည့်တဲ့ခါမှာကျတော့ကျွန်တော်ဒီမှာ page 1ရဲ့အောက်မှာတော်တော်စာပြက်ကနေရာလွတ်နေသေးတယ်ပေါ့နော်။ဒါပေမဲ့အဲ့လွတ်နေတဲ့နေရာမှာကျွန်တော်က page 2ကိုသွားပြီးတော့မှစာမျက်နှာ2အကြောင်းအရာတွေကျွန်တော်သွားပြီးတော့မရေးချင်ဘူး။ခုနေနဲ့စာမျက်နှာ page 2ကိုကျွန်တော်ကစာပြက်အစ်စ်ကနေစာပြီးတော့မှရေးချင်တယ်ပေါ့။အဲ့ခါမှာကျွန်တော်ကနောက်ထပ်စာမျက်နှာအစ်စ်တစ်ခုကိုသွားချင်တာမလို့ကျွန်တော်ကဒီအောက်ကနေရာလေးမှာကာစာချပြီးတော့ကျွန်တော်နောက်ထပ်မျက်နှာသွားမှာမလို့နောက်ထပ်မျက်နှာကိုမရောက်မချင်းကျွန်တော်ကဘာလုပ်တက်လဲဆိုတော့ enter click ကိုနှိပ်နေပြီးတော့မှကျွန်တော်သွားတက်တယ်ပေါ့နော်။ enter 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 ဆိုပြီးအဲ့လိုနှိပ်ပြီးတော့သွားတယ်။သွားတဲ့ခါမှာကိုယ့်ရဲ့နောက်စာမျက်နှာများမချင်းသွား ားရတာဖြစ်တယ်ပေါ့အဲ့လိုမျိုးသွားစရာမလိုဘူးပေါ့နော်အဲ့လိုမလုပ်ပါနဲ့အခါမှကျွန်တော်က break ကိုစပြီးတော့မှအသုံးပြုဖို့ကလိုအပ်လာပါပြီအဲ့လိုမျိုးကျွန်တော်ကနောက်ထပ်ဆံမျက်နှာအစ်တစ်ခုကိုစပြီးတော့သွားချင်တာဖြစ်တဲ့အတွက်ကျွန်တော်က break ကိုပိုင်းလိုက်လို့ရပါတယ်အဲ့တော့ကျွန်တော်ကဘရိတ်ကိုပိုင်ဖို့အတွက်ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်ဒီမှာအောက်ဆုံးကနေကာစာလေးချထားလိုက်မယ်ပြီးရင်ဒီဘောလေးမှာကျွန်တော်၄အောက်ဆွဲတက်ပလေးရှိပါတယ်ဒီကောင်လေးကိုတစ်ချက်သွားပါ သွားပြီးသွားရင်ဒီအောက်လေးမှာ page break ဆိုရဲ sorry ဒီ page setter ဆိုရဲ group လေးရှိတယ်ပေါ့နော်အဲ့ group လေးထဲမှာဒီပေါ်လေးမှာ break ဆိုတာလေးရှိပါတယ်ဒီ break ရဲ့ညာလေးကိုနေလိုက်တဲ့အခါမှာဒီမှာတုံးလို့ရတဲ့ break တွေအများကြီးကြာလာပါတယ် ပထမဆုံးအနေနဲ့ကျွန်တော်က page break ဆိုတဲ့ခေါင်းစဉ်ကိုသွားမယ်။သွားပြီးတိုင်းကနောက်တစ်ဆာမင်နာတစ်ခုကို break လုပ်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာ page ဆိုတာရှိတယ်ပေါ့နော်ဒီခေါင်းလေးပါ။သူကသူအသုံးပြုရမယ့် function သူ့ရဲ့အကြောင်းအရာလေးကိုလည်းဒီမှာရှင်းပြပေးထားတယ်နော်။ method point at math ဆိုပြီးဒီမှာသူရှင်းပြပေးထားတယ်ကိုတွေ့ရမယ်။ the next page begin ပေါ့နော်။နောက်တစ်ဆာမင်နာအစ်ကိုရောက်သွားခြင်းတဲ့ခါမှာဒီခေါင်းလေးကိုသုံးရတာလို့သူကရှင်းပြပေးထားပါတယ်။ဒီကမှာကျွန်တော်ဒါလေးကိုကလစ်တစ်ချက်လေးနှိမ့်လိုက်ရအောင်ပါပဲနှိမ့်လိုက်တဲ့ခါမှာကြည့်လိုက်ပါကျွန်တော်ရဲ့ကာစာလေးကနောက်ထပ်တစ်မျက်နှာဒုတိယဆာမျက်နှာကိုချက်ချင်းရောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ် ဆိုပြီးအဲ့ခါမှာကျွန်တော်ကဒီမှာ page 2ဆိုပြီးတော့ကိုရိုက်ချင်တဲ့စာအကြောင်းအရာတွေရိုက်ပြီးတော့မှထည့်လိုက်ရုံပါပဲအဲ့လိုမျိုးသွားလို့ရတယ်လို့မျိုးပဲကိုအနေနဲ့ကအဲ့လိုမျိုးဒီလေးယောက်ကနေသွားပြီးတော့မှဒီ break ကိုသွားပြီးတော့ mouse နဲ့အဲ့လိုရွှေ့ပြီးတော့မှသွားခြင်းဘူးဆိုရင်လည်းပဲ shortcut key နဲ့မြန်မြန်ဆန်ဆန်သွားလို့ရပါတယ် တော့ကျွန်တော် short cut နဲ့ဘယ်လိုသွားရလဲဆိုတော့ကျွန်တော်ဒီစာမျက်နှာလေးမှာကစားချတာမယ်နောက်တစ်တမျက်နှာကိုကွာချက်ချင်းရောက်သွားစေချင်တာဖြစ်တဲ့အတွက်ဒီ break ရေပေါ့နော်ကျွန်တော်ဒီမှာချိတယ်ဒီ page break လေးရေကျွန်တော်ရေ short cut လေးရကြတော့ဘာလေးလဲဆိုတော့ဒီ control နဲ့ enter နဲ့ကိုတွဲပြီးတော့နှိပ်တာပါ control ရေ enter ရေကိုတွဲပြီးတော့နှိပ်ချလိုက်မယ်ဆိုရင်ဒါ break ရေ short cut လေးဖြစ်ပါတယ်အဲ့ခါမှလည်းပဲကျွန်တော်ရေကစားလေးကဒီမှာနောက်ထပ် next page တစ်ခုကိုတန်းပြီးတော့မှကစားလေးရောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်လုပ်ငန်းခွင်အတွက် Microsoft Word ကိုအခြေခံမှစတင်ပြီးအစဉ်မြင့်ထိကျွမ်းကျင်စွာအသုံးပြုလိုသူများအတွက် Microsoft Word Special Class လေးကို တက်ရောက်နိုင်ပါတယ်။ယခုသင်တန်းလေးမှာ Microsoft Word ကိုအခြေခံမှစတင်ပြီးအစဉ်မြင့် level ထိ Unit 6ခုဖြင့်စနစ်တကျသင်ကြားလေ့လာရမှာဖြစ်ပါတယ်။လုပ်ငန်းခွင်မှာကျွမ်းကျင်စွာအသုံးပြုနိုင်အောင်စနစ်တကျသင်ကြားပေးထားတဲ့သင်တန်းလေးဖြစ်ပါတယ်။သင်ကြားရမယ့်ပုံစံလေးကတော့ Facebook Private Group နဲ့ Telegram Channel တို့မှာသင်ခန်းစာဗီဒီယိုပေါင်း90ကျော်ကိုစနစ်တကျလေ့လာရမှာဖြစ်ပါတယ်။မူလသင်တန်းကြီး6900ကျပ်အစယခုလအတွင်းမှာအထူးသင်တန်းကြီး3000ကျပ်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။ အထူးတင်နန်းကြီးတွေကရဲကန်းတက်လေးတည်းရှိတာမို့တင်နန်းကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါရခင်ဗျာ။ဒီမှာကိုရဲ channel သားကိုကိုရိုက်လိုက်မယ်ပေါ့နော်။ဥပမာဒါလေးက page 2ဆိုရင်ကျွန်တော် page 2ဆိုပြီးရိုက်လိုက်ပါတယ်။ဟုတ်ပြီပြန်ကျွန်တော်နောက်ထပ် page 3ကိုသွားချင်ပါတယ်ပေါ့နော် page 3ကိုသွားချင်တဲ့အခါမှာဒီကကျွန်တော်ကပုံစံပြောင်းသွားပါပြီအခုကျွန်တော်သုံးလာတာကကျတော့ page 1ကို page 2ကကစာရွက်ကိုကျွန်တော်ကထောင်ပြီးတော့မှရိုက်လာတာဖြစ်ပါတယ်ဒါလေးကိုတည်ရစေဖို့အတွက်ဆိုရင်ကျွန်တော်ဒီမှာ file ကိုသွားလိုက်ပြီးတော့မှ print ကိုတစ်ချက်နှိပ်ကြည့်လိုက်ပါ နေလိုက်တဲ့ခါမှာကျွန်တော်တို့ဒီမှာဒါဆိုရင် page 2ကလည်းစာပြက်ကအထောင်ပဲပေါ့နော်ပြီးတော့ဒီမှာ page 1ကိုတွက်လိုက်တဲ့ခါမှာဆိုရင်လည်း page 1ကလည်းစာပြက်ကအထောင်ပါပဲဒါပေမဲ့ကျွန်တော်ကဒီတစ်ခါကျတော့ page 3လည်းရောက်သွားတဲ့ခါမှာ page 3ကိုကျွန်တော်ကစာပြက်ကိုထောင်ပြီးတော့မှမရိုက်ချင်ပါဘူးစာပြက်ကိုကျွန်တော်ကလဲပြီးတော့မှရိုက်ချင်တယ်ပေါ့နော်ကျွန်တော်ရိုက်မယ့်အကြောင်းအရာကကျွန်တော်စွဲမယ့်စရာတွေဘာတွေကလဲပြီးရိုက်မယ့်အဆင့်တွေမဲ့စာမျိုးကိုကျွန်တော် page 3မှာရိုက်မယ်ဆိုပါစို့အဲကျွန်တော်က page 3ကိုကျွန်တော်စာပြက်ကိုလဲပြီးတော့တုံးချင်ပါတယ်တုံးမှုတော့ကျွန်တော်တို့ကခုနကလည်းမျိုးတွားပြီးတော့မှကျွန်တော်တို့ကဒီနေရာမှာခါစားချပြီးနောက်တဲ့စာမျက်နှာအစ်စ်ကိုရောက်သွားချင်တာမလို့ဒီ၄ရောက်ကနေပြီးတော့မှဒီ break ကိုတွားပြီးတော့တစ်ဆင့်ညင်ပြီးတွားလို့ရတယ်လို့ မျိုးပဲခုနကျွန်တော် shortcut ဖြစ်တဲ့ control နဲ့ enter နဲ့ကိုလည်းတွားလို့ရတယ်ပေါ့နော် control ရဲ့ enter ရဲ့ကိုနဲ့ချလိုက်ပြီးတော့မှဒီမှာနောက်ထပ် next page ကိုတွားလိုက်တယ်ဒါတင်ကျွန်တော်တို့ seminar နောက်ထပ်တစ်မျက်နှာရောက်သွားပြီရောက်သွားတဲ့ခါမှာကွာဒါလေးကို page 3လို့ကျွန်တော်နာမည်လေးတက်လိုက်တယ်ကိုဥပမာပြောတာနော်ရေးချင်တဲ့စာလေးတွေရေးလိုက်ပါတယ်ဒီ page 3ကိုကျွန်တော်တို့က orientation ပြောင်းချင်ပါတယ်ပြောင်းမလို့ကျွန်တော်က page 3ထဲမှာကစားချထားပြီးတော့မှဒီ၄ရောက်ထဲမှာပဲကျွန်တော်ရဲ့ page set group လေးထဲမှာ orientation စာရှိရဲပေါ့နော်ဒါလေးကိုနှိပ်လိုက်ပြီးတော့မှကျွန်တော်ကလက်ရှိမှာ portrait အထောင်ကိုတောင်းထားတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကလဲပြီးတော့မှတောင်းချင်တာဖြစ်တဲ့အတွက် က်ဒီမှာ landscape လေးကိုတစ်ချက်လေးနှိပ်လိုက်ပါတယ်။နှိပ်တဲ့အခါမှာကျွန်တော်တို့ page 3လေးကဒီမှာ survey လေးလှည့်သွားတယ်ပေါ့နော်။ဒါလေးကိုကျွန်တော် zoom လေးနည်းနည်းလေးကျင်လိုက်မယ်။ Okay ။ဒါနဲ့ကျွန်တော် survey လေးအလဲပုံစံဖြစ်သွားတာကိုတွေ့ရမယ်။ပို့ပြီးတော့ထင်ရှားကျင်နေဆိုရင်ကျွန်တော်ကဘာကြည့်လို့ရလဲဆိုတော့ဒီ ball လေးက view deck ကိုသွားသွားပြီးသားနဲ့ကျွန်တော်ဒီအောက်လေးမှာ zoom ဆိုတဲ့ဒီ group လေးရှိတယ်။အဲ့ထဲမှာကျွန်တော်ကဒီဘက်လေးမှာ multiple page ဆိုတာလေးရှိတယ်ပေါ့နော်။ survey အများကြီးကိုကြည့်တာပါ။ဒီကောင်လေးကိုတစ်ချက်လေး click နှိပ်လိုက်ပါ။ ဲကျွန်တော်ဒီမှာမြင်ရမယ်ဆာမျက်နှာ3လေးကဒီစာပဲလေးလှဲသွားတာကိုတွေ့ရလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဆာမျက်နှာ3တခုပဲလှဲပြီးတော့มาတုံးချင်တာပါဆာမျက်နှာ1နဲ့2နဲ့ကတော့မူလကတိုင်းအထောင်တိုင်းပဲထားချင်တာပေါ့ဒါပေမဲ့ကျွန်တော်က page 1နဲ့ page 2ကိုတွားပြီးတော့ကြည့်တဲ့အခါမှာဆိုရင်ကြတော့ဒီမှာတွားကြည့်လိုက်ပါပုံမှန်တွားပြီးတော့ကြည့်တဲ့အခါမှာ page 1ကလည်းလှဲသွားတယ် page 2ကလည်းပဲဒီ landscape ကြီးဖြစ်သွားတာကိုတွေ့ရမှာပါ page 3လည်းအလိုပဲပေါ့နော်ကိုလိုချင်တာအလိုမဟုတ်ဘူး page 3တခုတည်းကိုကျွန်တော်တို့ကလှဲချင်တာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲပေါ့အဲ့ခါမှာလည်းကျွန်တော်တို့က break ကိုတောင်းရမှာဖြစ်ပါတယ် အဲကျွန်တော်ဒီမှာ control sign နဲ့ပြန်သွားလိုက်မယ်။ဆိုတော့ဒီကောင်လေးကိုကျွန်တော်ပြန်ပြီးတော့မှ zoom ပြန်ချက်လိုက်မယ်ပေါ့နော်။ဒီမှာကျွန်တော်ဒီ view တက်ထဲကနေပြီးတော့မှဒီမှာကျွန်တော် one page ပေါ့နော်။ one page လေးကိုတစ်ချက်နေပြလိုက်မယ်။နေပြီးတော့ကျွန်တော်ဒီမှာ zoom button ကနေပြီးတော့မှ zoom လေးနဲ့ပြန်ပြီးတော့ချက်လိုက်ပါဟုတ်ပြီဒါဆိုကျွန်တော်ကဒီ page 3တခုကိုပဲလဲချင်တာဖြစ်ပါတယ်အဲ့လိုလဲဖို့အတွက်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ break ကိုတုံးရပါမယ် break ကိုတုံးဖို့အတွက်ကကျွန်တော်အရင်ဆုံးတစ်ကောင်တွေကိုပြန်ပြီးတော့မှဖြတ်လိုက်ပါမယ် ကျွန်တော်တို့ဒီမှာဖြတ်လိုက်မယ်ပေါ့နော်ဖြတ်လိုက်ပြီးကျွန်တော်တို့ဒီမှာ page 2ကိုရောက်နေတယ်အဲ့ page 2ကနေမှာကျွန်တော် page 3ကိုကြာတော့စာရွက်ကိုလဲပြီးတော့မှတုံးချင်တာဖြစ်တဲ့အတွက်ခုနကလို့ကျွန်တော် control enter ဒါမှမဟုတ်ဘူးဆိုရင်လည်းပဲလေးယောက်ကနေပြီးတော့မှဒီမှာ break ကိုသွားပြီးတော့ဒီ page break ကိုကျွန်တော်ကမတုံးတော့ဘဲနဲ့ဘယ်လိုလုပ်မှလဲဆိုတော့ကျွန်တော်တို့ကဒါကို session ပိုင်းလိုက်ဖို့လိုပါတယ်အဲ့ခါမှာကျွန်တော်ကဒီမှာ page 2ကနေ page 3ကိုနောက်တဲ့ seminar အတိတ်တစ်ခုကိုလည်းရောက်သွားစေချင်တယ်ဒါမှမဟုတ်ရောက်သွားတဲ့ seminar အတိတ်ကိုလည်းပဲကျွန်တော်တို့ကပြန်ပြီးတော့မှ orientation ကိုကိုယ်နဲ့တူတူပြန်ပြောင်းပြီးတော့မှတုံးချင်တယ် အဲ့တော့ကျွန်တော်ကပါအောင်သုံးရမယ်ဆိုတော့ဒီမှာရှိနေတယ်ဒီ page break တဲ့ကဒီ page ဆိုတာကိုကျွန်တော်ကမသုံးတော့ဘဲနဲ့တယောက်လေးမှာ session break ဆိုတဲ့ခေါင်းစဉ်တွေကနေပြီးတော့မှဒီမှာ session break တဲ့က next page ဆိုတာလေးကိုကျွန်တော်တို့ကသုံးမှာဖြစ်ပါတယ်။သူကလည်းဒီမှာ center ပြထားပါတယ်။ကျွန်တော်ဒီမှာပေါ့နော် session ပိုင်းသွားမယ်ပြီးတော့စာမျက်နှာအတစ်ကိုရောက်သွားပါမယ်လို့သူကပြောတာဖြစ်ပါတယ်။လောကျမှာကျွန်တော်ဒီအောင်မှာသွားကြည့်တဲ့အခါမှာ session က1 session တစ်ခုပဲရှိနေတယ်။အဲ့ခါမှာကျွန်တော်ကဒီမှာ session break ကိုစပြီးတော့တုံးမယ်။ session break ကိုမှ next page ပေါ့နော်။ဒီကောင်လေးကိုတစ်ချက်လေးနှိပ်လိုက်ပါတယ်။ ဒီနေ့တစ်ခါမှကျွန်တော်တို့ကာစာလေးကခုနက page 2ကနေဒီမှာနောက်ထပ် seminar အသစ်တစ်ခုကိုရောက်သွားပါတယ်။ရောက်သွားတဲ့ခါရောက်မှဒါလေးကိုကျွန်တော်တို့ဒီမှာ page 3ဆိုပြီးတော့မှနာမည်လေးပြောင်းပြီးတော့မှတက်လိုက်တယ်ပေါ့နော်။နာမည်တစ်ခုပြတက်လိုက်ပါတယ်။ဒီမှာစာရေးရေးမယ်ပေါ့နော်။အဲ့ခါမှကျွန်တော်တို့ရဲ့အောက်ကဒီ session နေရာမှာသွားပြီးတော့ကြည့်တဲ့ခါမှဆိုရင်လည်းဒီမှာမြင်ရပါမယ်။ session 2ဆိုပြီးတော့မှဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အပေါ်က page 1နဲ့ page 2ကတွေ့တဲ့ session တစ်ခုအနေနဲ့ကျန်နေတယ်။အခုကျွန်တော်က session break လုပ်လိုက်တာမလို့နောက်ထပ် seminar အသစ်မှာကျတော့ session နောက်ထပ်ဒုတိယ session ရောက်သွားတာကိုတွေ့ရမှာပါ။ ပြီးတော့ကျွန်တော်ကဒီ page 3လေးကိုခုနကလေကျွန်တော် orientation ပြောင်းချင်ပါတယ်။ဒါကျွန်တော်က session မတူတော့တာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့ကပြောင်းလို့ရသွားပါပြီ။ဒီမှာကျွန်တော်တို့တွေဒီဒီ page 3ထဲမှာခစားချထားပြီးတော့မှဒီ layout ထဲကနေခုနက orientation ကိုတောင်းမယ်။ပြီးတော့ကျွန်တော်သုံးချက်နာက landscape blue ဒီမှာ landscape လေးကိုတစ်ချက်လေးနှိမ့်လိုက်ပြီးဆိုတာနဲ့ဒါကြောင့်ကျွန်တော် page 3လေးကဒီလိုလေးကျွန်တော်လဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါလေးကိုလည်းခုနကတိုင်းပဲကျွန်တော်ဒီမှာ view တက်ကိုသွားပြီးတော့မှဒီမှာ multiple page ဆိုတဲ့ကိုတစ်ချက်လေးကိုနှိပ်လိုက်ပါမယ်။အဲကျွန်တော်ဒီမှာ page 3လေးလဲသွားတာကိုတွေ့ရမှာပါ။ ပြန်ကျွန်တော်အပေါ်မှာသွားကြည့်တဲ့အခါမှာတော့ page 1 page 2ကတော့အထောင်လျက်လေးရှိနေတာကိုကျွန်တော်တို့တွေ့ရမှာပါပို့ပြီးတော့မှမြင်သာသွားအောင်လို့ဆုံးလေးနည်းနည်းချင်းကြည့်လို့ရပါတယ်ဒီမှာကြည့်ကြည့်ပါ page 1နဲ့ page 2ကအထောင်လိုက်ပါ page 3ကတော့လဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်အဲ့လိုမျိုးအခါမှာဆိုရင်ကျွန်တော်တို့ကဒီ session break ကိုတုံးပြရမှာဖြစ်ပါတယ် session break ကိုမှ next page ဆိုတဲ့ဟာလေးကိုကျွန်တော်တို့တွေ့ပြရမှာပေါ့နော်ဟုတ်ပြီဒီမှာ one page ကိုပဲပြန်နှိပ်မယ်ပြီးတော့ကျွန်တော်တို့ဒီကောင်လေးကိုဆုံးလေးနည်းနည်းချဲပါမယ် ောက်ပြီးပြီးသားပြီးစင်ကျွန်တော်တို့က page 3ပြီးသား page 4ကိုသွားပါမယ် page 4ကိုလည်းပဲအလိုပဲကျွန်တော်က server ကိုလဲပြီးတော့ပဲတုံးချင်တာအဲ့တော့ကျွန်တော်ကဘယ်လိုလုပ်မလဲဆိုတော့ control နဲ့ enter ကိုနှိပ်လိုက်ပါတယ်အဲ့ကျွန်တော်နောက်ထပ်ဆံမျက်နှာတစ်ခုကိုရောက်သွားပြီဒီမှာကျွန်တော်တို့ page 3ဆိုပြီးတော့မှ page 4ဆိုပြီးတော့မှကျွန်တော်စာရေးရေးလိုက်မယ်ပေါ့နော်ပြန်ကျွန်တော်တို့ကဒီတစ်ခါကျတော့ page ပို့ပြီးတော့နောက်ထပ် page 5ကိုသွားကြပါတယ်။ page 5ကိုသွားဖို့အတွက်ကကျွန်တော်တို့က page 5ကိုကျတော့ပြန်ပြီးတော့ server ကိုထောင်ပြီးတော့မှသုံးကြပါတယ်။လဲပြီးတော့မှမသုံးကြတော့ဘူးပေါ့နော်။အဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့ခုနကလိုမျိုးကျွန်တော်တို့ကဒီမှာသွားလိုက်မယ်။ လေးရောက်ကိုသွားမယ်။တော်ပြီတယ်ကျွန်တော်ဒီမှာ break ထဲကနေပြီးတော့မှကျွန်တော်ရဲ့ဒီမှာ next page ပေါ့နော် session break next page လေးကိုတစ်ချက်လေးနှိပ်လိုက်ပါမယ်။ဒီနေ့ကမှကျွန်တော်ကစားတီကနောက်တဲ့ session break session ဆက်မင်းအတိတ်တခုကိုရောက်သွားတယ်။ပြီးတော့ session ကလည်းပဲ session 3ဆိုပြီးတော့ဒီအောက်မှာတက်ကြည့်မယ်ဆိုရင် session 3ခုဖြစ်သွားတာကိုတွေ့ရမယ်ပေါ့နော်။ဟုတ်ပြီဒါဆိုကျွန်တော်ကဒီမှာဗာလီရေးမိလဲဆိုတော့ကျွန်တော်ရေးခြင်းနဲ့အဲကျွန်တော်ဒါလီက page 5ဖြစ်သွားပြီဖြစ်တဲ့အတွက် page 5ဆိုပြီးတော့မှရေးလိုက်ပါတယ်။ပြီးဒီ page 5ကိုကျွန်တော်ကပြန်ပြီးတော့မှစာရွက်ကိုပြန်ထောင်ချန်တာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့လေးရောက်ကိုသွားမယ်။ ် orientation မှာနေလိုက်ပြီးတော့မှကျွန်တော်ပြောင်းချင်တာက portrait မလို့ portrait လေးကို click တစ်ချက်လေးနေပြလိုက်ပါတယ်။အဲကျွန်တော်က page file ကထောင်သွားတာကိုတွေ့ရမှာပါ။လုပ်ငန်းခွင်အတွက် computer ကိုအခြေခံကနေစတင်ပြီးတော့စနစ်တကျနဲ့ကျွမ်းကျင်စွာအသုံးပြုနိုင်ဖို့အတွက် computer basics online class လေးကိုတက်ရောက်နိုင်ပါတယ်။ computer basics online class လေးမှာတော့ Windows 10အသုံးပြုပုံ၊လုပ်ငန်းတစ်ပယ်တိုင်းမှာအရင်ကိုအရေးပါတဲ့ Microsoft Word, Microsoft Excel, Microsoft PowerPoint, Microsoft OneNote, Microsoft Publisher စတဲ့သင်ခန်းစာတွေနဲ့အခြေခံ internet email အသုံးပြုပုံတွေ software download and install အသုံး ံပြုပုံတွေများစွာအပါအဝင်တင်ငန်းစာဗီဒီယိုပေါင်း120ကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအသိပေးစွာနဲ့ဆင်းရဲကြလေ့လာသင်ကြားရမှာဖြစ်ပါတယ်။မူလတင်နန်းကြီး9800ကျပ်အစားယခုလအတွင်းမှာအထူးတင်နန်းကြီး4000ကျပ်တဲ့ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်နန်းကြီးတွေကရဲကန်းတက်လေးတဲ့ရှိတာမို့တင်နန်းကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ဒီခါမှာကျွန်တော်တို့ဒီမှာ view တက်ကိုသွားပြီးတော့မှဒီမှာ multi page လေးကိုတစ်ချက်လေးနှိပ်လိုက်ပြီးတော့မှကျွန်တော်ကြည့်နိုင်ပါတယ်။ပို့ပြီးမြင်သာတော့အောင်လို့ zoom လေးဒီမှာကျင်ကြည့်လိုက်ပါ။ โอเคဒီမှာမြင်ရမယ်เนาะစာမျက်နှာ1နဲ့2နဲ့ကအထောင်လိုက်ပါ ပြီးတော့ဇာမျက်နှာ3နဲ့4နဲ့ကလည်းအလဲလိုက်ဖြစ်ပါတယ်။ပြီးတော့မှဇာမျက်နှာ5ရောင်မှကျွန်တော်ကပြန်ပြီးတော့မှထောင်လိုက်တာဖြစ်ပါတယ်။ဒီမှာ session က3ပိုင်းဖြစ်သွားတယ်ပေါ့နော်။ session break 3ခဲ့တာ2ခါဆိုတော့3ပိုင်းဖြစ်သွားတယ်။ဒီမှာဇာမျက်နှာ1နဲ့2နဲ့က session 1အနေနဲ့ခြံခဲ့တယ်။ပြီးတော့ဇာမျက်နှာ3နဲ့4နဲ့ကကျတော့ session 2ပါ။ပြီးတော့နောက်ထပ် session ထပ်ပြီးတော့ပိုင်းလိုက်တာမလို့ဇာမျက်နှာ5ရောက်တော့ session နောက်တစ်ခုထပ်ပြီးတော့မှဖြစ်သွားတာဖြစ်ပါတယ်။ session မတူဘူးဆိုရင်ကျွန်တော်တို့ကဒါတွေကိုဇာရွက်တွေကိုဇာရွက် site တွေပဲပြင်မလား။ဇာရွက်ရဲ့ကျွန်တော် margin တွေပြင်မလား။ဇာရွက်ရဲ့ကျွန်တော် orientation တွေကိုပြင်မလား။ကိုယ်နဲ့သက်တာကိုပြင်လို့ရပါတယ်။အဲ့လိုမျိုးကျွန်တော်က session တစ်ခုထဲမှာဖြစ်နေ မယ်ဆိုရင်တော့ cyber တရက်ကိုပြင်လိုက်တာနဲ့အားလုံးကပုံစံတစ်ပုံစံနဲ့ဖြစ်သွားမှာပါအဲ့လိုမျိုးပဲနဲ့ကွာ session break ကိုသုံးလိုက်ပြီးတော့ next page ကိုသုံးလိုက်မယ်ဆိုရင်ကျတော့အဲ့ session ပိုင်းထားတဲ့စာမျက်နှာလေးကပဲကိုလောက်လက်တဲ့အရာတွေကအကျုံးဝင်သွားမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒါလေးကိုကျွန်တော်တို့ပြန်ပြီးတော့မှ one page ကိုနှိပ်မယ်နှိပ်ပြီးတော့နည်းနည်းလေးပြန်ပြီးတော့မှ zoom ချလိုက်ပါမယ်ဟုတ်ပြီဒါဆိုကျွန်တော်စာမျက်နှာ၅ပါပြီးတော့ရင်တော့နောက်ထပ်ကျွန်တော်တို့ကဒီစာမျက်နှာ၅မှာပဲစာလေးတွေရိုက်ချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော် enter ခောက်မယ်အနောက်ခောက်ပြီးကျွန်တော်စာရိုက်ပါမယ်ဒီတစ်ခါတော့ကျွန်တော်တို့က i n d ဆိုပြီးရေးပါတယ် ဒီပြီးသွားရင်ကျွန်တော်ကစာဖိုက်ကိုအတိအကျလိုချင်ပါတယ်ပေါ့နော်။ဘယ်နှဖိုက်လိုချင်တာလဲဆိုတော့ကျွန်တော်စာမြန်စာဖိုက်ကို10ဖိုက်တိတိလိုချင်ပါတယ်။ဒါကျွန်တော်ကဘယ်လိုလုပ်ရလဲဆိုတော့ခုနကလိုကွင်းစာခွဲပိနေပဲမပြီးတော့ပဲနဲ့ကိုလိုချင်တာကစာဖိုက်10ဖိုက်တိတိလိုချင်တာမလို့ဒီမှာ IND လိုရေးပြီးသွားတာနဲ့ကွင်းစာကိုလိုချင်တဲ့လောက်စာဖိုက်10ဖိုက်ဆိုရင်10ဖိုက်ဆိုပြီးတော့မှရိုက်ပြီးတော့ထည့်လိုက်ပါ။30ပေါ့နော်။3ဖိုက်ပဲလိုချင်3လိုရိုက်ထည့်ပါ။5ဖိုက်လိုချင်5လိုရိုက်ထည့်လိုက်ပါ။ပြီးရင်ကျွန်တော်တို့ကော်မာလေးလာပါတယ်။ ပြပါထပ်ပြီးလုပ်လို့ရသေးတယ်ဆိုတော့အဲ့ဒီစာပိုက်တစ်ပိုက်အတွင်းထဲမှာကျွန်တော်ကစာကြောင်းဘဏ္ဍာကြောင်းပါခြင်းလဲဆိုတာကိုပါထပ်ပြီးတော့မှတက်မဲ့လို့ရပါတယ်။ဥပမာကျွန်တော်ကစာပိုက်က10ပိုက်လိုချင်တယ်ပြီးတော့တစ်ပိုက်စီအတွင်းထဲမှာစာတစ်ပိုက်စီမှာကျွန်တော်စာကြောင်းကို9ကျောင်းစီလိုချင်ပါတယ်ထားပါတော့။ဒါဆိုကျွန်တော်ကဒီမှာ9ကျောင်းလိုချင်9ကျောင်းဆိုပြီးတော့ရိုက်ပြီးတော့ထည့်လိုက်ပါ။ပြီးတော့မှနောက်ဆုံးလေးမှာတွင်လေးပေးလိုက်ပါ။ဒီရှိမှရှိတဲ့10ကကျတော့စာပိုက်အရေးအတွက်ကိုကုစားပြုပြီးတော့မှနောက်မှကော်မလေးရဲ့နောက်မှဒီရေးရတဲ့ခန်းန်းကကျတော့စာပိုက်တစ်ပိုက်အတွင်းမှာပါတဲ့စာကြောင်းအရေးအတွက်ကိုကုစားပြုတာဖြစ်ပါတယ်။ကိုနေ့တက်တယ်လို့ထားလို့ရပါတယ်။ကွာစာပိုက်ကို9ပိုက်လိုချင်တယ်။တစ်ပိုက်မှာ3ကျောင်းပါခြင်းလဲ ိုရင်ကြတော့5.3ဆိုပြီးတော့မှရိုက်ပြီးတော့မှထည့်ရမှာဖြစ်တယ်ပေါ့နော်။ ခုပြီးကျွန်တော်ကတော့ဒီလိုလေးထည့်လိုက်တယ်ပြီးတော့ကစားကိုနောက်ဆုံးလေးမှထားပြရမယ်နော်ကစားအလုံးမဟုတ်ဘဲနဲ့ဒီလိုဂျာလေးမှရောက်နေပြီးတော့မှအန်တာသွားနေမယ်ဆိုရင်တော့ကိုတောင်းလိုက်တဲ့စာရွက်စာပိုက်ကရလာမှာမဟုတ်ပါဘူးဒီဆောင်မျိုးကျွန်တော်တို့ကစာပိုက်ရဲ့ဒီနှခွင်းစာလေးရဲ့ပေါ့နော်ခွင်းစာခွင်းပိတ်လေးရဲ့နောက်ဆုံးလေးမှကျွန်တော်တို့ကစားချပေးပြီးမှသာနေကျွန်တော်အန်တာလေးတစ်ချက်နှိမ့်လိုက်ပြီးဆိုရအောင်နဲ့ဒါဆိုကျွန်တော်တောင်းလိုက်တဲ့အတိုင်းပါပဲစာပိုက်၁၀ပိုက်ရှိတယ်တစ်ပိုက်စီမှာကျွန်တော်တို့တွေစာကြောင်းအခြေအတွက်ခုနှစ်ကြောင်းစီပါတာကိုတွေ့ရမှာပါကျွန်တော်လိုက်ပြီးတော့လေ့ရှိကြည့်လို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်ကိုတောင်းလိုက်တဲ့အတိုင်းရလာပါပြီ ထားလိုက်တဲ့အခါမှာဒီတစ်ခါကျွန်တော်ထပ်ပြီးတော့မှပါလို့မှာလဲဆိုတော့ဒီ page file ထဲမှာကျွန်တော်တို့ကဒီတစ်ခါကျတော့ break ကိုပုံစံတင်လို့ပြောင်းပြီးတော့သုံးပါပါဘယ်လိုပုံစံလဲဆိုတော့ကျွန်တော်တို့ကဒီပေါ့နော် server page number 5မှာဆိုရင်ကျွန်တော်ကဒီမှာ server လေးပြီးရှိတယ်အဲ့တော့ကျွန်တော်ကဒီမှာပထမ server ကိုပဲကျွန်တော်ကဒီတိုင်းလေးထားခြင်းနဲ့ပြီးတော့ပထမ server ကလိုရင်ပေါ့နော်ပထမ server ရဲ့ဒီအောက်ကနေစပြီးတော့ဒုတိယ server ကနေစပြီးတော့မှဟိုးအောက်မှာရှိသမျှစာတွေအားလုံး server တွေအားလုံးကိုကျတော့ကျွန်တော်က column လေးတွေခွဲပြီးတော့မှစာရိုက်ချင်တာပါ အဲ့ခါမှဒီ column ဘယ်လိုခွဲပြီးရရမယ် column အကြောင်းအသေးသေးကိုလည်းပဲကျွန်တော်ရဲ့ YouTube channel လေးမှာကျွန်တော်ပညာဌာနနေနေသင်ကြားပေးထားတာရှိပါတယ်။ဒီကလေးများမိတ်ဆွေက Microsoft Word နဲ့ပတ်သက်ပြီးတော့မှလုပ်ငန်းကွင်အတွက်အခြေခံကနေပြီးတော့မှစနေတစ်ချာနဲ့ကြွမ်းကျင်သွားတက်မြောက် channel ဆိုရင်တော့ကျွန်တော်ရဲ့ Microsoft Word Special Online Course လေးကိုလည်းတက်ရောက်နိုင်ပါတယ်။ဒီကုလအတွင်းမှာသူတင်နေသေး3000ကျပ်တဲ့ပြင်ကျွန်တော်လက်ခံပေးနေတာဖြစ်ပါတယ်။အကြောင်းမူတင်နေလေးကိုတက်ရောက်ဖို့ဖိတ်ခေါ်ပါရခင်ဗျာ။တင်နေလေးကိုတက်ရောက် channel ဆိုရင်တော့ Daily Dose Computer ဘာဟမ်းမင်းနိုင်ဆိုတဲ့ Facebook Page Messenger မှာတင်နေအလို့ရပါတယ်။ဒီဗီဒီယိုလေးရဲ့ပုံမှာပါတဲ့ဖုန်းနံပါတ်လေးကိုလည်းဆက်သွယ်လို့ရပါတယ်။အဲ့ဒီဖုန်းနံပါတ်လေးရဲ့ Viber နဲ့ Telegram channel မှလည်းတင်နေအလိုရပါရခင်ဗျာဟုတ်ပြီအဲ့ခါမှာကျွန်တော်ကဒီပထမစာဘက်ကကိုထားခဲ့ပြီးတော့မှဒုတိယစာဘက်ကနေစပြီးတော့ column ခွဲပြီးရိုက်ချင်တာပါအဲ့လိုရိုက်ဖို့အတွက်ကျွန်တော်ကဒီဒုတိယစာဘက်ရဲ့ရှေ့ဆုံးလေးမှာကျွန်တော်ကစာလေးချထားလိုက်ပါမယ်ချထားပြီးတာနဲ့ကျွန်တော်ကဘာလုပ်ရမလဲဆိုတော့ဒီပေါ်လေးက၄ရောက်ကိုသွားမယ်ဒီမှာ break ကိုသွားပါမယ်ဒီခါကျွန်တော်ကဘာကိုသုံးမှာလဲဆိုတော့ဒီ session break ထဲကနေပြီးတော့မှကျွန်တော်တို့က continuous စာလေးကိုသုံးမှာဖြစ်ပါတယ်ဒီမှာလည်းပဲသူဘာကိုဘာကြောင့်မလို့ဒီ continuous ကိုသုံးတင်လဲဆိုတော့ဒီအောက်မှာရှင်းပြပေးထားတာကိုတွေ့ရမှာပါ ွားကြတာပါလဲဆိုတော့ insert session break session break တခုပေးမယ်ပြီးတော့သူက start the new session on the same page ပေါ့နော်စာမျက်နှာတက်မျက်နှာရဲ့အတွင်မှာပဲဒါပေမဲ့သူကကြတော့ session ကတက်မျက်နှာတွင်ထဲမှာပြောင်းသွားစေချင်တယ်အစ်စ်ပြန်ပြီးစကြတဲ့ခါမှာဆိုရင် continuous ကိုတုံးလို့ရတယ်ဆိုပြီးတော့မှရှင်းပြပေးထားပါတယ်ကျွန်တော်လိုချင်တာလည်းအလိုပဲပေါ့နော်စာမျက်နှာတက်မျက်နှာအတွင်ထဲမှာဟိုမှာပထမစာဘက်ကိုတော့ဒီတိုင်းထားပြီးတော့မှအောက်ကဒုတိယစာဘက်ကနေစပြီးတော့အောက်မှာရှိသမျှအရာတွေအလုံးကိုကျွန်တော်က column တွေခွဲပြီးတော့မှရိုက်ချင်တာပါအဲဒါစာမျက်နှာတက်မျက်နှာအတွင်ထဲမှာလုံချင်တာဖြစ်တဲ့အတွက်ဒီမှာ continuous စာလေးကိုကျွန်တော်တုံးပေးရမှာပါအဲကျွန်တော်တို့ရဲ့ဒုတိယစာဘက်ရှိဆုံးမှာကစားချပြီးတော့ break းကိုသွားပြီးတော့မှ session break ထဲကနေ continuous စာလေးကိုတစ်ချက်လေးနေပြလာရုံပါပဲ။ဒါကျွန်တော်ရပါပြီ။ထပ်သွားတဲ့အခါမှာဒီမှာဒုတိယစာပဲကနေစပြီးပြန်မှာမလို့ဒုတိယစာပဲရှင်းပါပဲကစားချထားပြီးတော့မှကျွန်တော်ဒီမှာဒီ column စာလေးရှိရနော်။ column မှာနှိပ်လိုက်ပြီးတော့ကွာ column နှစ်ခု question လား၃ခု question လားကိုနေတဲ့သူလိုခွဲလို့ရသွားပါပြီ။ဥမာကွာနှစ်ခုပဲ question နေဆိုရင်ဒီမှာ2လေးကိုတစ်ချက်လေးနေပြလိုက်ပါ။အစဉ်ကြည့်လိုက်ပါကျွန်တော်ဒီဒုတိယစာပဲကနေစပြီးတော့မှအောက်မှာရှိသမျှစာပိုက်တွေအားလုံးဒီမှာဗေနေညာနဲ့မှာကိုလည်းနှစ်ခုစီပိုင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ခုအောက်ဆုံးထိပဲပေါ့နော်ဟုတ်ပြီ ဒါပထမ server လေးကိုတွားပြီးကြည့်တဲ့အခါမှာဆိုရင်ကြတော့ပထမ server လေးကတော့မူလတိုင်လေးပဲရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီနော်။ဒီတန်ကဒါလေးကိုပဲပြန်ပြီးတော့ column 3ခုပိုင်းနေတယ်ဆိုရင်ဒုတိယ server ရှိသုံးမှာပဲခါစားချတာပြီးတော့မှ column နေရာမှာ3ခုဆိုရင် column 3လေးကိုပြောင်းပြီးတော့မှရွေးလိုက်ပြီးဆိုတာနဲ့ column 3ခုစီဖြစ်သွားတာကိုတွေ့ရမှာပါ။ကျွန်တော်ကတော့ဒီမှာ column 2ခုစီပဲထားလိုက်မယ်ပေါ့နော်။ဟုတ်ပြီဒါလေးကတော့ continuous ကိုအသုံးပြုတဲ့ပုံလေးပါ။ပြီးတော့နောက်ဆက်တစ်ခုအနေနဲ့ကကျတော့ဗာလီလဲဆိုတော့ကျွန်တော်ဒီမှာဥပမာကျွန်တော်ကဒီလိုမျိုး column တွေခွဲထားတဲ့ဟာလေးရာနေပြီးတော့မှကျွန်တော်ကပေါ့နော်ဒီနေရာလေးမှာပေါ့ ဥပမာကျွန်တော်ဒီနေရာလေးမှာပေါ့နော်ဒီမှာ click the insert ဆိုဒီအပိုက်လေးမှာဒီနားလေးမှာကျွန်တော်ကပုံလေးတစ်ပုံထည့်ချင်ပါတယ်ရုပ်ပုံလေးတစ်ပုံပစ်ချလေးတစ်ပုံထည့်ပြီးတော့မှပြချင်တာပေါ့နော်ဓာတ်ပုံလေးထည့်ပြီးပြချင်တာအဲ့ခါမှာကျွန်တော်ကဒီအပိုက်လေးနေမှာစပြီးဒီအလွတ်လေးဖြစ်သွားဖို့လိုတယ်နေရာအလွတ်လေးဖြစ်သွားဖို့လိုပါတယ်အဲ့ကျွန်တော်ကဘာလုပ်ရမလဲဆိုတော့ပုံမှန်တိုင်းဆိုင်ကျွန်တော်ကဒီ CA ရှင်မှာကျွန်တော်ကစားချပြီးတော့မှဒီနေရာမှာကျွန်တော်ကနေရာအလွတ်လိုချင်တာမလို့ရှင်မှာကစားချပြီးတော့ enter 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 နဲ့ကျွန်တော်တို့ဒီနေရာမလွတ်မချင်သွားလိုက်မယ်လို့အနာခေါက်လိုက်မယ်ဆိုတော့ဒီမှာနေရာလေးလွတ်သွားပြီးမှကိုထည့်ချင်တဲ့ရုပ်ပုံလေးတွေဒီမှာထည့်ပြီးတော့မှပြမယ်ပေါ့ အဲ့လိုလုပ်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်ကအဲ့လိုမျိုးကြီးလုပ်စရာမလိုပါဘူးပေါ့နော်အဲ့လိုမလုပ်ရပါဘူးအဲ့တော့ကျွန်တော်က break ကိုတောင်းရမှာဖြစ်ပါတယ်ဆိုတော့ဒီ clip ဆိုတဲ့အစားလေးကနေစပြီးတော့မှကျွန်တော်ကဒီနိုင်လေးမှာနေရာလေးလွတ်သွားစေဖို့အတွက်ဒီကောင်လေးကိုကျွန်တော် click ကနေစပြီးတော့ပေါ့နော်ဒီ clip ဆိုတဲ့ဒီစာပိုင်းတစ်ပိုက်လုံးကိုကျွန်တော်တို့ကဟိုဘက်က next column ပေါ့နော် column အစ်စ်ကိုပြန်လှမ်းပြီးတော့မှပို့မှာဖြစ်ပါတယ်အဲ့လိုပို့ဖို့အတွက်ကျွန်တော်က under တိခေါ်ပြီးသွားနေမယ်ဆိုရင်အရင်ချိန်ကြာသွားမယ်ပြီးတော့စနစ်မကြဘူးပေါ့နော်အဲ့ကျွန်တော်ကဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီ clip ရဲ့ရှေ့တုန်းမှာကစားချထားမယ်ချထားပြီးတာနဲ့ကျွန်တော်ဒီမှာ layout ကိုသွားပြီးတော့မှဒီမှာ break ကိုသွားပါ တော်ပြီးသားရင်ကျွန်တော်ကဒီမှာ page break ထဲကနေပြီးတော့မှဒီမှာကြည့်ပါ column ဆိုတာရှိတယ်ပေါ့နော် column break ဆိုတာလေးရှိပါတယ်။ဒါပေမဲ့ဒီမှာပုံလေးနဲ့လည်းပြပေးထားပါတယ်။မများလေးထုတ်ပြီးပြပေးထားတယ်ပေါ့နော်။ဒီဘက်မှာရှိတဲ့စာကဟိုဘက်က column တစ်ခုကိုရောက်သွားမယ်ဆိုတဲ့ပုံစံမျိုးကိုသူပြပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါလည်းဒီမှာရှင်းပြပေးထားပါတယ်။ကျွန်တော်ရဲ့စာလေးကနေပြီးတော့မှ next column ရဲ့အစာကိုရောက်သွားမယ်ဆိုပြီးတော့မှပြောပြပေးထားတာကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်။ကျွန်တော်ကလည်းအလိုလိုချင်တာဖြစ်တဲ့အတွက်ဒီ file ရဲ့ရှေ့ပိုင်းမှာကစားချထားမယ်။ပြီးတာနဲ့ကျွန်တော်ဒီမှာ break မှာတစ်ချက်နှိပ်လိုက်ပြီးတော့မှကျွန်တော်ဒီမှာ column စာလေးကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါ။ ဒါဆိုရင်ကြည့်လိုက်ပါ generate clip ဆိုတဲ့ဒီစာလေးကဟိုဘက်က next column ကိုတက်ပြီးရောက်သွားတာကိုတွေ့ရမှာပါ။ပြီးတော့ကျွန်တော်လိုချင်တဲ့အတိုင်းမှာပဲဒီအောက်လေးမှာလည်းပဲနေရာလေးလွတ်သွားတာကိုတွေ့ရမှာပါ။အဲကိုထည့်ချင်တဲ့ရုပ်ပုံလေးတွေဒီမှာထည့်ပြီးတော့မှပြလို့ရသွားပြီပေါ့နော်။ ပြီးတော့အဲ့လိုပဲကိုထည့်ပြီးလိုချင်တည်းရပေါ့ဥပမာဒီအောက်မှာလည်းအဲ့လိုပဲဒီမှာကျွန်တော်ဒီဝမ်းကနေစပြီးတော့ဒီစာပိုက်တစ်ပိုက်လုံးနေရာမှာကျွန်တော်ရုပ်ပုံလေးတစ်ပုံထည့်ပြီးတော့ပြချင်တယ်။ဒါကိုကျွန်တော်တို့က under 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 နဲ့နေရာမလွတ်မချင်သွားလုပ်နေမယ်ဆိုရင်ကြတော့စနေမကြပါဘူး။အဲ့ကျွန်တော်တို့ဒီမှာကိုလိုချင်တဲ့ဒီကောင်လေးရှိသောမှာကစားချမယ်။ပြီးတော့ဒီမှာ break ကိုတစ်ချက်သွားလိုက်ပြီးတော့မှ page break ထဲကနေဒီမှာ column break ဆိုတာလေးရှိတယ်ပေါ့နော်။ဒီကောင်လေးကိုတစ်ချက်လေးနှိပ်ချလိုက်ပါ။ ဒါကြောင့်ကျွန်တော်ရဲ့ဒီမှာကြည့်ကြည့်မယ်ဆိုရင်နေရာလေးလွတ်သွားပါပြီ။အဲ့မှာရှိတဲ့စာပိုက်လေးကဒီမှာ one ဆိုတဲ့စာပိုက်လေးကဒီဘက်ကိုရောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ကျွန်တော်ဒီမှာကိုထည့်ခြင်းနဲ့ရုပ်ပုံလေးကိုထည့်ခြင်းနဲ့အရာလေးကိုဒီမှာလာပြီးတော့ထည့်လို့ရသွားပါပြီ။ ဟုတ်ပြီ။အဲကျွန်တော်ကျွန်တော်တို့ဒီမှာလေးယောက်ထဲမှာရှိတဲ့ဒီ break အကြောင်းကိုတော့ကျွန်တော်ပြပြဆုံးလုံးလေးနားလည်သွားပြီးလို့မျှော်လင့်ပါရစေ။လုပ်ငန်းခွင်မှာကျွန်တော် Microsoft ပဲနဲ့ပတ်သက်ပြီးတော့မှ break ကိုသုံးရမယ်ဆိုရင်လည်းပဲတနည်းချာနဲ့အသုံးပြုတတ်သွားမယ်လို့လည်းယုံကြည်ပါရစေ။ဒီသင်ခန်းစာလေးကမျိုးစုတွေအတွက်အကျိုးရှိတယ်ဆိုရင်ဗီဒီယိုလေးကို like လေးနဲ့ခက်ပြပါခင်ဗျာ။ comment လေးမှလည်းရေးခက်ပြပါ။ကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ခက်ပြပါခင်ဗျာ။ဒီသင်ခန်းစာလေးမှာနားမလည်တာမရှင်းတာများရှိခဲ့မယ်ဆိုရင်လည်း comment လေးမှာမေးခွန်းနိုင်ပါရစေ။နောက်ထပ်သင်ကြားပေးသေးတဲ့သင်ခန်းစာလေးတွေသိချင်တဲ့မေးခွန်းလေးတွေရှိမယ်ဆိုရင် comment လေးမှာရေးခက်နိုင်ပါရစေ။ကျွန်တော်ပြန်ပြီးတော့မှဖြေကြားပေးသွားပါမယ်ခင်ဗျာ။ဒါအပြည့်ရှင်နေတဲ့ရက်လေးကိုမြန်နဲ့ထပ်ပြီးဆက်နေကြပါစေ။ အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ